ားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ Ghost Story Channel ကနေပြန်လဲကြိုဆိုပေးလိုက်ပါတယ်ခင်ဗျာကျွန်တော် Channel ကနေအခုတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စနေနေ့ကိုဝင်းထူးတို့ရွာဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးကိုပြင်ဆက်ပေးခင်မှာကျွန်တော်တို့ရဲ့ Channel လေးကိုလည်း Like and Subscribe လုပ်ပေးဖို့အတွက်လည်းအားလုံးကိုတောင်းဆိုလိုက်ပါစီခင်ဗျာကျုပ်တို့တွေကြာတော့ဘုံကြီးเจ้าကပြန်ရောက်လာပြီဗျအเจ้าမှာလှုပ်စရာရှိတာတွေလုပ်နေရတာပေါ့ဗျာဘုံကြီးကလည်းအလကားနေပေမဲ့အစားစနေမင်းစာတင်ဆိုတာနဲ့ကိုရင်လေးနှစ်ပါးနဲ့စီပါလဲစာပါလဲရ တရေကြီးဆက်သက်တော့ကုန်းတော့လေကြံတဲ့ဟာတွေလည်းလေးလာတာပေါ့အဲ့ဒီမှာတော့တရားအရင်လိုက်ရတယ်ဗျအဲတရားကိုလိုက်ကျုပ်ကတော့ကြောင်းတက်ပြီးတော့ဆိုတော့လေစာတင်ရတော့တိတ်မခတ်ဘူးပြုမခတ်ဘူးသာပြောတာပါအထောအခရတညာတော့နဲ့လေတော်တော်လေးကိုတိုင်ပတ်ဖူးတယ်ဗျအစပါပဲနောက်တော့လေအစင်ချော့သွားတယ်ဗျဘုန်းကြီးကလည်းကိုရင်နှစ်ပါးကိုစာတင်ခိုင်းတာရိုးရိုးတန်းတန်းတင်ခိုင်းတာမဟုတ်ဘူးပြုနှစ်ပါးပေါင်းပြီးတော့တင်ခိုင်းတာကိုရင်နှစ်ပါးစနေကိုစာတင်ပေးရမယ်စနေကလည်းကိုရင်နေစုစုံမတာကိုနာခံရမယ်ကြားလား ဲ့ဒါနဲ့ပဲကျုပ်ကလည်းကိုရင်နှစ်ပါးရဲ့စာတင်ပြမှုနဲ့ဆုံးမဩဝါဒတွေကိုခံယူနေရတာပေါ့ဗျာကိုရင်နှစ်ပါးလည်းစာတင်တာနဲ့နဲ့ဓမ္မကတိကစိတ်ပေါက်နေတာဆိုတော့လေကျုပ်ကတော်တော်ဩဝါဒပေးတယ်ဗျကိုစနေမကောင်းမှုဆိုတာစိတ်괴ရာမရှိဘူးအဲ့ဒီတော့သူများသားပြိုတမိပြိုတွေကိုလည်းစိတ်နဲ့ပြင်မာတာတောင်မလုံမိစေနဲ့ဟိုတပိတော်မှာအဲ့ဒီလိုစိတ်မရှိပါဘူးဗျာဟာမရှိတော့တော့စောခံသွားရင်လည်းတကောင်မလေးတွေကိုဝေ့ကြည့်ရတာနဲ့ဝိုက်ကြည့်ရတာနဲ့ကိုရင်တော့မသိဘူးများထိန်နေတယ်ဟောတာ အဲ့တော့ကိုရင်တို့ထင်လွဲနေတာပါတပိတော့အဲ့လိုကြည့်တာလေအကြောင်းရှိပါလေဗျာဟေးပြောပါအောင်အဲ့ဒီအကြောင်းတပိတော့ဖုန်းကြီးចောင်းသားလေဗျာသူတို့ဒဲတို့ကြည့်တော့မကောင်းမှုမလားအဲ့ဒီတော့မတိမသားလေးကြည့်ရတာပေါ့ဟာခမ ्या ကြည့်နေတာကိုမေးတာမဟုတ်ဘူးဗျအကြောင်းရင်းကိုမေးတာကိုရင်နှစ်ပါးကလည်းကျုပ်ကိုမဖြေနိုင်လောက်ဟုထင်ပြီးတော့ကြက်နေတာပဲကျုပ်တိတာပေါ့ဗျာအဲ့ဒီတော့ကျုပ်ကလည်းနည်းနည်းတွေးလိုက်ပြီးတော့ပြန်ဖြေလိုက်တယ်ဗျအရင်ချိန်နေဆိုရင်တော့ကျုပ်ပြန်မဖြေရင်လည်းဘာမှမဖြစ်ဘူးလေ အခုတော့လေကိုတော်လေးနှစ်ပါးကလည်းကျုပ်ရဲ့ဆရာသမားဖြစ်နေပြီမလားကလန်ကန်လုံးလို့ကလည်းမရတော့ဘူးလေဗျာဟိုတပည့်တော်ကတက္ကမတွေနဲ့သူတို့လောင်းတဲ့စွန်ဟင်းတွေကိုတွဲမိအောင်ကြည်လာပါဗျာအဲအဲ့ဒီတော့မှဖုံးကြီးနဲ့ကိုရင်လေးတို့စွန်ဖုံးရင်ဟိုဒါလေးကဘသူလောင်းထားတာအဲဒါလေးကဘဲဝါလောင်းထားတာဆိုပြီးတော့ပြောပြရင်တပည့်တော်ကလည်းမေတ္တာပို့နိုင်မယ်မလားဗျာခမရတက္ကမလေးတွေကိုပဲကြည်လာပါဗျာတက္ကမကြီးတွေဆိုရင်လှမ်းခေါ်တာတော့လှည့်ကြည်လာမဟုတ်ဘူးအဲ့ဒါဟိုလိုရှိတယ်ဗျာ တော့ကိုစနေရခမရအကြောင်းမသိတာမှတ်လို့ကျိုးတို့ရဲ့စောနဂါမတွေကိုတော့ခမရမပြစ်မှားပါလေဗျာအထားတော့ကိုရင်နှစ်ပါးကျုပ်ကိုတော့တော့ထင်သေးသွားပြီဗျကျုပ်ဝင်ခံပါလေဗျာစောလောင်းနဲ့ကောင်မလေးတွေလှလို့တော့လေကြည့်မိတာပေါ့ဒါပေမဲ့လည်းသူတို့လေးတွေကိုစိတ်ထဲရနေပြီးတော့တခါမှလည်းမပြစ်မှားမိဘူးပေါ့အလှရှင်နေလေဗျာကျုပ်ကိုကြိုက်နေတဲ့ကောင်မလေးတယောက်ကိုတော့စောနဂါမဖြစ်နေလို့ပြန်မှကြိုက်တဲ့ကျုပ်ပါဗျစန့်ကျင်ဘက်ဖို့ဖိုးယောက်ျားလေးတဘာဝအရာကြည့်မိတယ် ။ပေါင်မလေးတွေပန်းလှလာလေးတွေပန်ထားတာမြင်ရင်လည်းကြည့်ကြတယ်မလား။ပန်းလေးတွေကလည်းသူတို့ကိုကြည့်တဲ့ကောင်မလေးတွေကိုစိတ်ဆိုးမှမဟုတ်ဘူးဗျ။အဲ့ဒီလိုပဲပန်းလေးတွေနဲ့တူတဲ့ကောင်မလေးတွေကိုလည်းကျုပ်တို့ကြည့်။သူတို့အနေနဲ့စိတ်ဆိုးမှမထင်ပါဘူးဗျ။ကျုပ်ကလည်းတောင်တွေးမြောက်တွေးတွေးနေတော့ကိုရင်လေးကလည်းတရာစာအုပ်နဲ့ခေါင်းလာရိုက်တယ်ဗျ။ပြီးတော့လည်းကျုပ်ကိုတေချာကြည့်ပြီးတော့လည်းကိုစနေအခုရောခမဘာတွေးနေရလဲ။အာဘာမှမတွေးပါဘူးကိုရင်လေးက။မတွေးဘူးဆိုရင်လည်းဒီစာပဲရွတ်ပြောင်း ကျုပ်ကလည်းကိုရင်လေးနှစ်ပါးရှိရနေပြီးတော့စောင်းကြောင်ထိုင်လက်အုပ်ချီပြီးတော့စာရွက်ပြတာပေါ့အဲ့ဒီလိုနဲ့ကိုရင်နှစ်ပါးကလည်းသူ့ထက်ကအပြိုင်စာဝါတွေတင်ပေးကြတာပေါ့ဗျာကြာတော့တော့ကျုပ်ပြင်လေကောင်းနေနောက်လာတယ်ဗျဒါပေမဲ့လည်းသူတို့ကတော့ပြန်မပြောရဲဘူးလေသိတယ်မလားဖုန်းကြီးကတာဝန်ပေးထားတာလေအဲ့ဒီလိုနဲ့ကျုပ်တို့တွေစာပြန်စာချလုပ်နေတော့ကိုဝင်းထုရဲ့အတန်းလည်းထွက်ပေါ်လာတာပေါ့စနေကိုခေါင်းလေးကိုနာနာခောက်ပေးပါဗျာအာကိုဝင်းထုကတော့ဗျာကိုရင်နေကိုမြောက်မပေးနဲ့ဗျအခုတောင်စာအုပ်နဲ့တောက်လျှောက်ရိုက်နေတာ မင်းကလည်းခောက်ချင်စရာဘူးကွာအကွင်းသူလမ်းကြုံဝင်လာလားဗျမင်းဘုံကြီးရောပါလားဒီမပါဘူးကွာမင်းနဲ့ဘိုးကောင်ကိုလာခေါ်တာဘုံကြီးကိုတော့ရှောက်ခဲ့ပြီအဘာဖြစ်လို့တော့အေးငါတို့ရွာဘုံကထိန်ကိုမင်းတို့ခေါ်သွားမလို့လေကွာအဲမင်းတို့အကြောင်းကကထိန်ပြီးမှပဲသွားမှာအကျုပ်တို့အကြောင်းကထိန်ကစောတယ်ဗျအေးဘုံကြီးကိုလည်းရှောက်ခဲ့ပြီဘုံကြီးကတော့မင်းတို့လိုက်မယ်ဆိုရင်လည်းခေါ်သွားလို့ပြောတယ်လေအာကျုပ်ကတော့မငြင်းမှုပြောဘိုးကောင်ကိုပြောပြီးပြီလေ အပြောပြီးပြီကွာ तू ကလည်းလိုက်ခဲ့မယ်တဲ့ကွာအာဒါဆိုလည်းမြင်မြင်သွားကြရအောင်ဗျာကိုရင်နေနဲ့တပတ်လောက်ဝေးလေတပတ်ကျုပ်ခေါင်းချိန်တက်တာလေဗျကျုပ်အရီလိုပြောတော့လေကိုရင်လေးကလည်းသူ့လက်ထက်ကစာအုပ်ကြီးနဲ့ကျုပ်ကိုရိုက်ပြန်ရောပြောကိုဝင်းထူကတော့ကျုပ်တို့အဖြစ်ကိုကြည့်ပြီးတော့သဘောအကျကြီးကြနေတယ်အဲကျုပ်တို့အကြောင်းကထင်ရလဲသတင်းကျုပ်လာပြီးကြော်တရက်နေ့ကလေးကလှုပ်တာဆိုတော့အကြောင်းကထင်ရလဲပြီးသွားပြီဗျကိုဝင်းထူတို့ရွာကထင်ရလဲတစောင်းမုံလာပြီးနေဆိုတော့ရက်ကလည်းတော်တော်လူသေးတယ် ါပေမဲ့လည်းကျုပ်တို့တွေကလည်းတရားမုံလာစမ်းကြရသွားကြမယ်ဆိုတော့ဗျာတော်မန်နေမှာကိုမင်းထူကလည်းကျုပ်တို့အကြောင်းမှလာအိတ်တယ်သူတို့အကြောင်းကဖုံရင်ဆွန့်လိုက်တဲ့ဆက်ပြာတော်တိုက်စီတော်တိုက်တန်အပြင်တပတ်တည်းလည်းပလာတယ်ဗျာတော်တော်များတယ်ဗျအဲ့ဒီလိုလည်းကျုပ်တို့အကြောင်းကဖုံကြီးကလည်းဆက်ပြာအမွေကဲဆက်ပြာမုံနဲ့တော်တိုက်စီတွေဆွန့်လိုက်တယ်ကျုပ်တို့ကလည်းမျိုးအကြောင်းဆိုတော့ဆက်ပြာတပတ်တော်တိုက်စီတွေကလည်းတင်စင်းလောင်းရင်လည်းရောက်ကြတယ်လေဗျာအဲကျုပ်တို့တွေအကြောင်းကိုလည်းမျိုးနေလူတန်းသားတွေကလှူကြတန်းကြတာဆိုတော့အသုံးဆောင်နေရတော့အတော်ပေါ့တယ်ဗျာ အဲ့အခုလဲကိုဝင်းထူးတို့ရွာအလှူကိုသွားမယ်ဆိုတော့ဖုံကြီးတွေကလည်းစွန့်ကျဲလိုက်တာပေါ့အဲကျောတို့တွေညာပိုင်းလောက်ကလေးကပြင်ဆင်နေတာရှိတာပြင်ဆင်နေရောလေအလုပ်တွေချုပ်တာပေါ့မိဘိတ်ချိန်ရတော့မှဇောင်းတန်းမှာထိုင်ပြီးကျောတို့စကားပြောပြတယ်ဝင်းထူးရေမင်းတို့ရွာနာမည်ကဘာတယ်လဲကွာဟိုတောင်ဆန်းလို့ခေါ်ပါတယ်ဘိုးကမင်းတို့ရွာနာမည်ကြီးကလည်းမဟုတ်သေးပါဘူးကွာတောင်ကြီးထက်တောင်စိုးနေပြီဘိုးကလည်းရည်တန်နှောက်ပြီးပြောလာတာပေါ့ကိုဝင်းထူးတို့ရွာနာမည်ကိုလည်းကျောက်ကတော့သဘောကျတယ်ဗျာ အဲ့ဒီတော့ကျောက်ကလည်းကိုဝင်းထူးကိုနောက်လိုက်တာပေါ့ဟာကိုဝင်းထူးခမရတို့ရွာတောင်ကြီးထက်အရင်တည်တာဖြစ်မယ်ဗျာအဘာဖြစ်လို့တုံးစနေရဲ့အားမလေးဗျာနာမည်ကတောင်ဆန်းလေတောင်ကြီးထက်ဆရာကြတယ်ဗျာအာတော်တော်စနေဖုန်ကြီးကျောင်းသားဖြစ်ပြီးတော့ပေါက်ကြရလိမ့်နော်ဟိုတောင်ကတောင်စင်တောင်တန်းဆန်းကစိန်ဆန်းကြီးအဲ့နှစ်ခုကိုပေါင်းထားတာကွာအဲ့ဒါကြောင့်တောင်ဆန်းအမိဖြစ်တာနေပေါင်းမင်းရွာနာမည်ရောနှစ်သိုးကုန်းဗျာအာမင်းရွာနာမည်ကတော်တော်လှတာဆိုတော့ ဟုတ်ပါဗျာဘလို့လူတွေရမ်းများနာမည်ပြီးကြလဲမသိပါကျုပ်တို့ရောနာမည်ကနတ်သူကုန်းတဲ့ဘေးခက်လန်းလန်းရွာနွားကုန်းအဲ့ဒီရွာရဲ့နောက်ကနမရန်းရွာတဲ့ကျုပ်တို့ရွာတွေကနွားပြည်နဲ့ရွာပဲဆိုရမှာပေါ့အဲ့ဒီလိုနဲ့ကျုပ်တို့တွေရောက်တဲ့ရရပြောကြဆိုကြရင်းနဲ့ခက်စောစောနားဖို့လဲဆုံးဖြတ်လိုက်တာပေါ့အဲ့ဒီလိုနဲ့ကျုပ်တို့ကလည်းအိတ်ရဝင်လိုက်တယ်ဆိုပါတော့ဗျာအမနဲ့မုံမလင်းတွေကိုကြောင်းဝင်းထဲမှာမြင်းချူတန်နေညံနေတာပေါ့အဲ့ဒီမြင်းလေးကလည်းကျုပ်တို့ကိုလာခေါ်တဲ့မြင်းလေးတယ်ဗျာကျုပ်တို့ကလည်းလိုအပ်တာတွေတဲစရာပိုးစရာတွေကိုလည်းမြင်းလေးပေါ်တင် ဖျားရှင်ခိုးလိုက်တယ်။ဘုန်းကြီးကိုလည်းကြောင်းပေါ်တက်ပြီးကြောက်တာပေါ့။ဘုန်းကြီးကတော့လမ်းခီးမှာခယူးတစ်ဆိုင်သွားဖို့လည်းမိတ်နေ။အထူးသဖြင့်တော့ကြုတ်ကိုပို့ပြီးဆုံးမာတာပေါ့။စနေမင်းအားကြက်ကြက်သတိထားရမယ်။ဒါကြောင့်တကားတာတရွာတပုတ်ဆန်းနဲ့သူတို့အရဲ့ရဲ့ဒီဒလိတွေကိုလည်းမလေးမစားမပြုတ်ဝင်စီနဲ့ကြားလား။ဟုတ်တယ်ပါဗျာ။ဟိုတပိတော့တောင်ထီးရွာကိုသွားပြီးကြတယ်ဟာကြောက်တော့ပါပြီဗျာ။အေးအေးအေးမင်းလည်းအဲ့ဒီနှောင်းကခံခဲ့ရလို့သာပေါ့ကွာ။ ခင်ဗျားတို့သိပါတယ်တောင်ထီးရွာနတ်ကြီးစင်မှာတော့ခွေးလိုလေးဘက်ကုန်းပြီးတော့ခွေးစကွက်ကိုရက်ခဲ့ရတယ်လीဗျာကျောက်အိုက်ကလေးကကြောက်သွားတာဗျအဲအဲ့ဒီနေရာဆားလို့လဲအခုချိန်ထီလဲတခြားရွာတွေသွားရင်ဂယူးဆိုင်ပြီးနေနေရတာပေါ့ဗျာအဲပြောရမယ်ဆိုရင်တော့အာမချောင်ရဲတော့ကျောက်တို့လဲဖုန်ကြီးဩဝါဒပြီးတော့နာခံပြီးတော့လဲမြင်းလဲနဲ့ယထားဂိတ်ကိုသွားကြတာပေါ့ယထားဂိတ်ကိုလဲအစိုးကြီးရောက်သွားတယ်ဗျအချိန်တီးကြတဲ့ယထားတွေရဲ့ထုံးစံအတိုင်းနေထွက်မှာပဲယထားဆိုင်လမ်းမှာဘိန်းပေါက်နေရနေရပေါ့လို့လဲဖြည့်တွေးအောင်လဲယထားဘိန်းကလဲတန်ဘိန်းလीဗျာထားလိုက်ပါတော့ဗျာ ကလေးဘောအနောင်ကရုတ်ခဲ့ဘူးတဲ့မီးထားကြီးဂျုံဂျုံကြက်ကြက်ကလည်းဘူတာကိုစိုက်လာတာပေါ့ဗျာအကျိုးတို့တွေသားလူတွေအခေါ်လောကေပေါ့အဲအဲ့ဒီလောကေရထားကြီးနဲ့ကျိုးတို့တွေခီးနှင်လာလိုက်တာလည်းပြင်မနာဘူတာကိုရောက်ရောပြင်မနာဘူတာကနေပြင်မနာမျိုးအနောက်ဘက်အလဲယူမဘက်ကိုသွားတဲ့လမ်းကလည်းကြံကားကိုတားပြီးစီးခဲ့ရတယ်ဆိုပါတော့ကြံသွားတင်ဖို့သွားတဲ့ကားဆိုတော့လည်းကြံတော့မပသေးဘူးဗျာတဘောကောင်းတဲ့ကားသမားကလည်းဘိုးကောင်ကိုကားကောင်းကနေကိုလိုက်ခိုင်းတယ်ဗျကျုံနဲ့ကိုဝင်းထူကတော့ကားနောက်ကနေလဲရတယ်ကြံတို့ကြံစားတွေနဲ့နှပန်းလုံးဝင်လဲရတာပေါ့ဗျာ အနေဘူးနေပေမဲ့လည်းလမ်းကတော့တစ်ပင်သိရေပေါ်တယ်ဗျကားလမ်းတစ်လျှောက်မှာလည်းကိုကိုပင်ကြီးတွေရှိတာဟုတ်လမ်းဘေးဝဲရမှာလည်းလေကွင်းတွေကြံ့ကင်းတွေအဒီဒီသားအညာလို့ခေါ်ရလေအခက်အောက်ပြီလို့ခေါ်ရလေအခက်ဗျဘလို့ခေါ်ရမှန်းကိုမသိတော့ပါဘူးဗျအဲဒီလိုနဲ့ကျုပ်တို့တွေညနေဆောင်တော့ရောက်တော့ကြံကားကြီးကလည်းကြိတ်ဆုံးသွားတယ်ဘိုးကလည်းကားသမားကြီးကိုကားကပြီးတော့ညင်းတယ်လေလမ်းညုံတင်တာတဲ့တိုးတိုးသဘောကောင်းတဲ့လူတွေပါဗျပြီးတဲ့ငွေကိုမယူတာနဲ့ဘိုးကလည်းပါလာတဲ့ဆက်ပြားကဲသွားတဲ့စီးနဲ့တပတ်တစ်ထည်ကိုလည်းအတင်းပေးလိုက်တာပေါ့အတင်းပေးတော့မှယူတယ်ဗျ ကာသမားကြီးကလည်းဘိုးကောက်ကိုကြည့်ပြီးတော့လည်းပြောတယ်လေဟာဦးရာဒါတွေမပြေးလေရပါတယ်ဦးရဲ့ဦးစီကကွန်ကတ်စားနေရတာနဲ့တင်ကျုပ်ကတော့ပတ်စံပြန်ပြေးအောင်โอ้ย่าบ่าเรงาตุยาโบกาก็เลยอปองเต็นตอตอก้าวน่ะเว้ยเปียสกาเปียวก็เลยก้าวเลยลิเจ้าเมียวขินก็เลยเมียนแลเสียลุกขึ้นละได้ลิอะดิโลเนี่ยเจ้าโตดิโมชุ้มมาเว้ยนอกแท้กาตาสีดาก็เลยติเต็นเนี่ยกาตาสีโตตาสีเกยอะเปียวอะติเต็นเนี่ยกาสรุปว่านอกมาบ่ามาတော့ไม่ป่าวเลยเปียติลงนี่อีเว้ยไต่ดาวอ အဲ့ဒီတော့ကိုဝင်းထူးရဲ့ကြုတ်ရဲ့ကားခေါမှုဘောကဝက်ချန်လေးကနေစီးရတာမိုးကလည်းချုပ်ပြီပြတော့ရိတ်တောင်ရင်ထဲဝင်လာတော့လဲချမ်းကလည်းချမ်းသေးတယ်အဲ့တခါတခါကိုကိုကိုင်းနေမရမ်းမိအောင်လဲသတိထားရသည်အဲ့အဲ့ဒီလိုနဲ့ည10နာရီကြိုကြိုလောက်မှပဲတစ်ထုတ်လို့ရေးစခန်းကိုရောက်တာပေါ့ဗျာအဲ့ကျုပ်တို့ကလည်းတစ်ကွင်းရဲ့ဘေးလန်းလေးကနေတမန်လောက်ခွဲထွက်ပြီးတော့လဲလမ်းလျှောက်ခဲကြတာလဲည10နာရီခွဲလောက်မှရွာတို့ရွာကိုရောက်တယ်အဲ့ဒီတော့ကျုပ်ကလည်းကိုဝင်းထူးကိုကပ်ပြီးမေးရတာပေါ့ကိုဝင်းထူးခင်ဗျားတို့ရောရောက်ပြီလားဗျာ အရွာတော့မနဲ့ဖန်မှာဆက်သွားမယ်ကွာဒီရွာငါဦးလေးစီမှာတ냐အိတ်ရမယ်ကွာဟောဗျာခင်ဗျားတို့ရွာလဲဟိမဝင်တာတောင်တန်းနေထီတောင်သွားရမလားပဲအေးမင်းပြောလဲခံရမှာပဲကွာအခုငါတို့သွားနေတဲ့ရွာလဲဒီနယ်မှာအတိုးတက်ဆုံးပဲဟိကြည်ပါလားရွာဆိုင်ဘုတ်ကိုလေရွာဝင်ရေထွက်နားမှာရေးထားတယ်ရွာဆိုင်ဘုတ်ကိုကျုပ်ကလည်းဓာမီနဲ့ထိုးကြည့်လိုက်တာပေါ့ပေတော့အုပ်စုပေတော့စံပြကြည်ရွာဆိုပါလားဗျကျုပ်ကလည်းကိုဝင်းထူးကိုဘာစကားမှထပ်မပြောပေးသေးဘူးလေသူကပဲဆက်ပြောတယ် ။စံပြကြေးရွာလေကွာ။ဒီရွာမှာမြင်းလဲတစ်စီးရှိတယ်။မော်တော်ဆိုင်ကလေးစီးလောက်တောင်ရှိ။ပြီးတော့ရေချိုရှိတယ်။ရေတွင်းဆိုရင်လည်း၃တွင်းလောက်ရှိ။ဟိုမှာတွေ့လားမိခင်ရောလေ။သူပြောမှာပဲကျုပ်ဖြင့်စံပြကြေးရွာကိုဘယ်လိုတတ်မှတ်လဲဆိုတာသဘောပေါက်သွားတယ်ဖြစ်သွားတယ်။အဲ့ဒီလိုနဲ့ကျုပ်တို့တွေရွာလေးဝင်လိုက်ကြတာပေါ့။ရွာလေးကလူတွေကတော့အိတ်နေပြီပြော။အဲ့လိုနဲ့ကျုပ်တို့ကလည်းရွာလန်းတိုင်းသွားလိုက်ပြီးတော့နောက်ထပ်ရေတွင်းတွင်းရှိတဲ့အိမ်ဝိုင်းထဲကိုလည်းဝင်လိုက်။ခြံစည်းရိုးတော့ကာမထားဘူးဗျ။ ကျောင်းတော်သုံးယောက်အိမ်ထဲဝင်လိုက်တာနဲ့အိမ်အောက်ကခွေးသုံးကောင်လည်းထိုးဟောင်တော့တာပဲအကျုံးနဲ့ဘိုးကတော့ကိုမင်းထုနောက်ကိုပြေးကလိုက်တာပေါ့အနှစ်ယောက်စလုံးကလည်းခွေးကြောက်ကြတာပေါ့ကိုမင်းထုကတော့ခွေးတွေကိုအတန်ပေးတယ်သူ့အတန်ပေးနေလာတယ်ခွေးတွေကလည်းမှတ်မိပုံမပေါ့ဘူးဗျတော်သေးတော့ပေါ့အိမ်မောကနေလူကြီးတယောက်ဆင်းလာပြီးခွေးတွေကိုငောက်လို့အဲ့ဒီလူကလည်းခွေးတွေကိုတင်မကောက်ဘူးပြောကျုပ်တို့ကငောက်တော့အချိန်မတော်ကြီးဘယ်ကောင်နေလဲကွာဟာကျုပ်ပါဦးလေးရဲ့ဟာကျုပ်လုံးနေနဲ့မင်းတို့မျက်ခွက်တွေကိုမမြင်အောင်အော်ကျုပ်ဝင်းထူးပါဗျ အေးဖုံးရင်เจ้ามาနေတဲ့ငါ့တူဝင်းထုလားဟုတ်တော်ဘူးလေးယာတော်သေးတော်ဘောငါ့တူယာမင်းတို့တခိုးလားလို့လေးခွနဲ့ပြစ်တော်မလို့လေးခွရှာမရတာမင်းကံကောင်းတော်လေကျုပ်ပြင်လေကိုဝင်းထုရဲ့ဦးလေးပြောမှလန့်အောင်လန့်နေပြီသူပြောသလိုဆိုတော်သေးတာဗောမပြောမစုံနဲ့သာလေးခွနဲ့ပြစ်လိုက်လို့တော့ကျုပ်တို့အလုံးနေကန်းရင်လဲကန်းကုန်အဲ့ဒီလိုနဲ့ကျိုးတို့တွေကလည်းနားဖို့အတွက်ကိုဝင်းထုရဲ့ဦးလေးအိမ်ကိုရောက်လာကြတယ်ဆိုပါတော့ဗျာ ကိုဝင်းထုရဲ့ဦးလေးကလည်းအတော်သဘောကောင်းတာပြုကျုပ်တို့ထမင်းမစားရသေးဘူးဆိုတာနဲ့လည်းသိရောညာဤမင်းသူမိမကိုထမင်းဟင်းနေထပြီးချက်ခိုင်းတော့တာဗျကျုပ်ပြင်အားနာလိုက်တာလူကြီးဖြစ်တဲ့ဘိုးကဆိုရင်တော့ပြောပေရတော့မရှိထုံးစံတိုင်းညာဤမင်းဟင်းချက်ဆရာနေနဲ့ကြက်အိတ်တန်းစင်ကကြက်နှံကောင်ခမရလဲကျုပ်တို့အတွက်ဟင်းဖြစ်ပေးရတာပေါ့ဒီလူတွေကလည်းတားလို့မရဘူးဗျအဲ့ဒီတော့ကျုပ်တို့ကလည်းထိုင်နေလိုက်တာပေါ့ထင်းမီကောင်းကောင်းနဲ့ချက်တာဆိုတော့သိမ့်မကြခင်မှာပဲထမင်းဟင်းနေကြက်တယ်ဘိုက်တွေကလည်းစာနေကြပြီဆိုတော့လည်းသိမ့်တော့မမှုနိုင်ပါဘူးအားရပါရလွှဲကြတာပေါ့ အလွေးပြီးတော့လည်းအိတ်ရောက်ဝင်လိုက်ကြတယ်မနက်စောကြီးကလည်းတောင်ဆန်းကိုဆက်သွားရမှာဟုတ်မနက်မလင်းခင်မှာဘိုးကလည်းကျုပ်ကိုနှိုးတယ်ဗျဥဝင်ထူးရဲ့ဦးလေးဦးသာထူးကလည်းလဲနေလေလိုက်ပို့ဖို့နွားလဲတောင်ကောက်ပြီးသွားပြီအဲကျုပ်တို့တွေနွားလဲနေတောင်ဆန်းရောက်သွားရမယ်ဆိုတော့လည်းကျုပ်ပြန်တော်ဝမ်းသာညနော်လို့အထုပ်ကြီးတွေနဲ့လမ်းလျှောက်သွားတာလည်းမလွယ်ဘူးလေဗျာဒီလိုနဲ့ကျုပ်တို့တွေတောင်ဆန်းရွာကိုလဲနေသွားကြတာပေါ့စွန်းစားချိန်အထိလည်းတောင်ဆန်းရွာကိုမရောက်သေးဘူးအဲ့တော့နေပဲကျုပ်ကလည်းကိုဝင်းထူးကိုမေးရတော့တာပေါ့ကိုဝင်းထူး ခင်ဗျားတို့ရွာလည်းမရောက်သေးဘူးလားဗျ။ဟိုကြည့်ရတာရိုးမတော်တဲ့တောင်ရောက်တော်မယ်ထင်တယ်။အေးလေကွာငါတို့ရွာအလဲရိုးမအနာမှာလေကွာ။ဟောခင်ဗျားတို့ရွာလည်းအတော်ခေါင်းတာပဲ။အခေါင်းဆိုဈေးဆိုင်တောင်မရှိပါဘူးကွာ။ဟောဗျာခင်ဗျားတို့ရွာလည်းအေးသဘောတော့ကောင်းကြပါလေကွာ။ဒီလိုနဲ့ပဲကျိုးတို့တွေသွားလိုက်တာနေ့လေလောက်ကြာမှတောင်ဆန်းရွာကိုရောက်သွားတာပေါ့။တောင်ဆန်းရွာလည်းနာမည်နဲ့လိုက်အောင်ရွာလည်းတောင်ကမှုတွေကြီးပဲ။သူတို့ဒေသခေါ်ကဘာကြောက်ဆူလား။ ညီလိုလိုကြောက်လိုလိုတန်လိုလိုတောင်လေးတွေနဲ့ပေါ့ရွာထဲမှာလည်းတောင်လေးတွေတွေ့ရတယ်ရွာလည်းကျင်းချင်းလေးတော့မဟုတ်ဘူးကြာကျေတော့ကျေတယ်ရွာထဲမှာထမ်းပင်အုံးပင်မကြီးပင်နဲ့သရက်ပင်တွေအပြင်တခြားသီးပင်စားပင်တွေလည်းအများသာရွာလည်းခြံစည်းရိုးမရှိဘူးလေအိမ်ဝိုင်းတိုင်းမှာလည်းမြေကလည်းပြောင်းနေတာအမိုက်ကိုမရှိတာဗျအမိုက်ရှိအောင်လည်းသူတို့ရွာမှာလည်းဈေးဆိုင်တောင်မရှိဘူးလေအဲ့ဒီတော့ဘယ်အမိုက်ကလာတင်တော့မှလဲအဲ့ဒီလိုနဲ့ပဲပြင်းအောင်ပြင်းငင်းအိမ်ကြီးတိုင်ရှိတဲ့ခြံဝိုင်းထဲကိုဝင် ိမ်ဝိုင်းနဲ့ဝင်လိုက်တာနဲ့အိမ်မောကနေကြီးတော်တယောက်နဲ့ဦးကြီးတယောက်ဆင်းလာတယ်ပြီးတော့လဲကျုပ်တို့လဲကိုလှမ်းကြည့်ပြီးတော့လဲအတန်းကြေကြေနဲ့អော်ပြောတာပေါ့အဝင်းထူရောက်လာပြီလားကွာဟုတ်တယ်ဗျကြီးဧည့်သည်တွေလဲပါလာတယ်ဗျဩအေးအေးအေးဟေးကောင်တာထူမနှမပြင်းကိုဝင်းထူရဲ့အဖေကလဲသူ့ညီဦးပါတဆက်ထဲလှမ်းអော်တာပေါ့အဲ့ဒါနဲ့ဦးတာထူကလဲဟာပြန်တော့မယ်ကိုကြီးကျုပ်လဲအိမ်မှာဟေးကောင်တာထူမင်းကိုမင်းဘာထင်နေလဲဟိုနေနေပါမယ်ဗျာ အဲ့ဒါဆိုလေကြုံနွားတွေသွားကြောင်းလဲအောင်ရတယ်မင်းတူမမိွေသွားကြောင်းပေးထားလိမ့်မယ်မင်းထမင်းစားပြီးတော့နားတော့ဥတော်ထူကလည်းသူ့အကူတော့ကြောက်သားဗျပြန်ကိုမပြောရည်တာကိုဝင်းထူအဖေကလည်းအိမ်နောက်ဖေးကိုကြည့်ပြီးတော့လှမ်းအောင်နေသေးတာပေါ့မကြပါဘူးတပတ်တစ်ထဲကိုခေါင်းပေါင်းထားတဲ့အမားတယောက်ရောက်လာကျုပ်ထက်တော့အသက်ကြီးလောက်တယ်ဗျတော်သူဆိုတော့လေအသက်ကလည်းခံမှန်းခတ်တယ်လေသူကတော့ကိုဝင်းထူကိုမြင်တော့လည်းပျော်နေတဲ့ပုံပဲအဖအကူတို့ရောက်နေပြီဟိုအေးဟုတ်တယ်နင်ဦးလေးနွားတွေသွားကြောင်းပေးရမယ် အခုတော့လည်းအရင်ထမင်းခုပေးလိုက်အောင်ဟုတ်ကဲ့ပါကိုဝင်းထူအဖေရက်ကလည်းကျုပ်ပခုံးလောက်ပဲရှိတာပြုလူဝသာပူတာနေပုံထိုင်ပုံတော့တော်တော်တတ်တတ်ရေးရပဲရည်တော်တော်မှတဝက်တစ်ပြက်ပဲရည်တယ်ဆိုတဲ့ပုံကမျိုးပြုအတဝက်တစ်ပြက်ရည်တယ်ဆိုတာဘလို့မျိုးလဲဆိုတော့စကားပြောနေရည်စရာပါလို့ရည်နေနေနဲ့ရုတ်တရက်ပြန်တီးသွားတာမျိုးပြအဲ့ဒီတော့တစ်ဖက်ကရည်မောကြံနေခဲ့တဲ့သူကလည်းဘလို့နေရာမှမသိတော့ဘူးအဲ့ဒီလိုမျိုးရည်နေရာကနေချက်ချင်းတီးနိုင်တဲ့လူမျိုးကတော့တော်တော်ကြောင်တောင်တောင်နိုင်ပါလေဗျာ လူပုစိတ်တို့ဆိုတာနဲ့နောက်ဆိုရင်ကျုပ်ဖြစ်လဲကိုဝင်းထူးရဲ့အဖေဥတာဥကိုပဲမြင်ပြီးတော့မှထင်ပါရဲ့ဥတာဥကလည်းစိတ်သာတူတာသဘောကတော့အတော်ကောင်းပြုကျုပ်တို့ကျောင်းကယူလာတဲ့ဆက်ပြမွေးခင်းနဲ့သွားတဲ့စီသွားတဲ့တန်တွေကိုသူပဲယူထားတာမဟုတ်ဘူးရွာတွေကလူတွေကိုလည်းဝေးပေးသေးတာခမရတို့သိတဲ့အတိုင်းရွာဆိုမှတကယ်ရွာပါဗျာဘာဖွင့်ပြိုးထိုးတတ်မှုမှမရှိဘူးတန်းတိုက်ဖို့ဘီးစိတ်တောင်မှပဲတအိမ်နဲ့တအိမ်ငှားတုံးကြတာကိုသာကြည့်တော့တန်းတိုက်တာတော့ခမရတို့လည်းသိမှာပါခေါင်းကတန်းတွေကိုပြောတာ အဲ့ဒီဘီဟိုတောင်မှပဲအင်းဒီနာချင်းနေငှားတော့ရတယ်ဆိုပါတော့ဗျာရွာမှာလဲကိုဝင်းထုအပဝင်း၁၄ငှားအိမ်လောက်ပဲပြင်အောင်ပြင်ငင်းနေဗျာကိုဝင်းထုအဖေဥသာဥကတော့ရွာလူကြီးတာမဟုတ်တာရွာမှာတော်တော်တော့ဩဇာရှိတာအခုလဲသူ့ရဲ့အိမ်ခြံဝင်းကြီးကျယ်ကြီးထဲမှာရွာသားတွေကိုစုယုံနေကျတော့ယူလာခဲ့တဲ့ပစ္စည်းတွေကိုလဲဝေပေးမလို့တယ်လေခဏနေတော့ဥသာဥကလဲပစ္စည်းတွေမျှဝေပေးတယ်သူတို့ရွာမှာရှိတဲ့အိမ်အောင်စုတွေကိုတီးတော့လဲသူ့အိမ်ဝိုင်းနဲ့စုဝေးနေတဲ့လူတွေကိုကြိလိုက်တာနဲ့အဲသူနဲ့ရွယ်တူလူတယောက်ကိုလဲလက်ညှိုးထိုးပြီးလှမ်းអော်တာပေါ့ ဟိုကောင်ကုတ်စီမင်းမပါဘူးမင်းကငါထက်တောင်ချမ်းသာတယ်ဒါရင်မင်းဝယ်သုံးနိုင်တယ်တတ်တတ်ကုတ်စီပြီးဝယ်မသုံးလားအာကာဗိုလေးဆက်ပြခဲ့ပဲဝယ်သုံးနိုင်တာပါကွာဟဲ့ကောငါတော့မယူမင်းလည်းမယူနဲ့မင်းเจ้าငါသိတယ်အလကားရရင်ရေးပါချိုင်းနဲ့ဆွဲမယ်ကွာအာမင်းကငါ့ကိုတိတ်ကိုထင်ကြီးနေရပဲကွာသွားသွားသွားမင်းမသွားရင်မင်းသမီးကိုသွားတိုင်ခိုင်းလိုက်အဲ့ဒီလူကြီးကလည်းဥသာဥအဲ့ဒီလိုပြောလိုက်မှအိမ်ဝိုင်းထဲကနေထွက်သွားတယ်ဗျ ူ့ကိုကြည့်ရတာလဲတနာစရာပါဗျာဆက်ပြကလေးတခဲပေးလိုက်ရင်ပြီးနေတော့လို့ကျုပ်ကတွေးမိဥသာဦးကတော့နာမည်လေးခေါ်ပြီးတော့ဆက်ဝေပေးတာဗျို့မြောက်ပန်းတော်ဘူးကသွားရိုက်စေယူမလားဆက်ပြကဲယူမလားဟိုခေါင်းလျှော်လို့ရတာလေးမပေါဘူးလားတော့တဲမပုံကတော့ဖုန်းကြီးတွေကဆွန့်လိုက်ပါလေဆိုမှဘယ်မှာခေါင်းလျှော်ကြီးပါမလဲဟိုမသိလို့ပါတော့ဒါလေးပဲယူပါမယ်တော်ဘူးမှလည်းဆက်ပြကဲကိုကောက်ယူပြီးမှွေးကြည့်တယ်ဗျို့ပြီးတော့မှသဘောတွေကျနေလားဗျာ အဲ့ဒါကိုလည်းဥသာဥကလည်းတေချာကြည့်ပြီးတော့ငါ့ဘုမအဲ့ဒါဆက်ပြနော်မွေးရဲဆိုပြီးတော့စမပြစ်နေဟိုတိပါတယ်တော့တိပါတယ်ခမရပြောလို့ရတာမဟုတ်ဘူးဟိုတနေ့အလူကလည်းခမရဖုန်းကြီးဝိုင်းမှာလက်စေးပို့ထားတဲ့ဆက်ပြတော့စပြစ်တယ်မလားဟိုအဲ့ဒီတော့မတိလို့ပါဥသာဥရဲ့ကျုပ်ပြင်လဲဒေါ်ဘုမအကိုကြည့်ပြီးတော့လဲရည်ကျင်သွားတယ်လေအေးလေမုံနဲ့ဆက်ပြခဲ့ရတယ်မှားကျင်စရာဘူးကျုပ်ရောမနေတော့ဆက်ပြခဲ့ကြည်ကြီးတွေပဲတုံးတာလေ အခုလိုဆက်ပြအောင်သေးလေးတွေအခဲလေးတွေကလည်းဘုံရင်ရောက်ရောက်ဖူးမှမြင်မှုလား။သူလဲမှမပေါ်လို့လဲကြုတ်ဖြည့်တွေးလိုက်ပါလေ။ဒေါ်ဦးမအိုလည်းဆက်ပြအပြင်တပတ်တထဲဦးပါဥတာဦးကပေးလိုက်တယ်။နောက်ပြီးတော့လဲဥတာဦးကထက်ခေါ်တာပေါ့။ကိုချိုကိုချိုဆိုတဲ့လူကလည်းပိမ့်ပိမ့်လီလီလေးဗျ။သူကြည့်ရတာလဲလေးတန်းရင်တော့ရိုင်းလဲမဲ့ပုံပဲ။ဦးလေးကြုတ်ကိုပါပေးမှလေ။ဆက်ပြမုံဆက်ပြခဲ့သွားတိုင်းစေအဲ့အထဲကမင်းကြိုက်တာတမျိုးယူ။ဟိုတခုလောက်ပြောခြင်းနေဗျ။အေးပြောလေ။ ဒီသုံးခုတွေကဘယ်ဟာပုံတန်ဖို့ကြီးလဲဟာငါဝယ်ခဲ့တာမှမဟုတ်တာဘလို့လို့ဒီမှာလဲဟာအဲ့တော့ဆိုသွားတိုက်စီပဲယူမယ်ဗျာပြီးတော့ခမရစီကြုတ်ပြန်ရောင်းခဲ့မယ်ဒဗလင်းဘိုးပဲပြီးခွေးမသာဖုံးကြီးစွန့်တဲ့ပစ္စည်းကိုချက်ချင်းမဲ့ရက်နဲ့လဲတော့ဖို့ကြမ်းနေဟမ်မင်းအတွက်သွားတိုက်စီတော့မြောက်အဲ့ထက်အလုံးကြီးတဲ့ဟာပဲရဥတာဦးကလည်းဒေါသထွက်တဲ့နဲ့ဒုတ်ပြေးဆွဲတယ်ဗျို့တကောင်သားကလည်းလှင်သားတော်တိုက်စီဘူးကိုစက်ခနဲ့ကောက်ယူအိမ်ဝိုင်းထဲကနေတရိုးထဲပြေးတော့တာ အဲ့လိုနဲ့ရွာသားတွေကိုဝေငှပြီးသွားတဲ့အချိန်မှာတော့ဥတာဦးတို့အိမ်တွယ်လည်းဘာတစ်ခုမှမကြံတော့အဲ့ဒီတော့ဘိုးကလည်းအားနာနေတယ်ထင်ပါရဲ့ဥတာဦးလည်းပြောတယ်ဟာခင်ဗျားတို့အိမ်တွယ်ဘာမှမကြံတော့ပါလားဗျာရပါတယ်ဗျာကျုပ်တို့ကဓာရီကိုမှားသုံးနိုင်ပါတယ်အခုကျုပ်ပေးလိုက်တဲ့သူတွေကသာဖုံကြီးစွန့်မှာတောင်းရတယ်မှုလေမလို့ဥတာဦးရဲ့စိတ်ထားကိုတော့ကျုပ်တော်လည်းတော်တော်လေးသဘောကျသွားပြီဗျာအဲ့ဒါကြောင့်မလို့လေရွာလူကြီးတွေကတောင်သူ့ကိုလေးစားတာနေမှာဗျာ ျုပ်တို့ကတော့ကထိန်ပြီးမှပဲပြန်မှာဆိုတော့ဒီမှာအကြာကြီးနေရမှာအဒီတိုင်းမနေကျင်တာလဲလေကိုဝင်းထုအနာကိုကပ်ပြီးတခုခုခိုင်းမို့ပြောတာပေါ့ကိုဝင်းထုဟိုဒီလိုစားလိုက်အိတ်လိုက်နေတော့မနေကျင်ပါဘူးဗျာတခုခုခိုင်းစမ်းအော်အေးစေးနေစမ်းပါစနေရခမရလေဗျာမနေတတ်ပါဘူးလို့ဆိုကိုမင်းလူကလည်းကျုပ်တင်းတောင်းဆုံနေတော့ခေါင်းကြီးပြပြီးတော့ရေပုံးကိုလက်ညှိုးထိုးပြတာပေါ့ခဲအဲ့ဒါဆိုလေဟိုရေပုံးယူကွာရေသွားခက်ရအောင် ကျောက်ကလည်းမဆိုင်မသွားနဲ့ရေပုံးနှစ်ပုံးကိုတပုံးနဲ့တည်လိုက်တာပေါ့အဲ့တော့အမြင်တော့လေကိုဝင်းထုအမီကလှမ်းပြီးတားပါလေငါတူဘာလို့မလို့လဲဟိုရေသွားထမ်းမလို့ကြီးတော့အာမဟုတ်တာမင်းအမမိဝေခတ်ပါလိမ့်မယ်ဟောရပါလေဗျာအမနွားသွားကြောင်ပါမလားကျုပ်ပဲခတ်လိုက်မယ်လာကိုဝင်းထုသွားကြရအောင်ကျုံနဲ့ကိုဝင်းထုကလည်းအိမ်ဝိုင်းထဲကနေထွက်ခဲ့တာပေါ့ရေရင်းကဘယ်နာမှန်မသိပါဘူးဗျာကိုဝင်းထုကတော့နှစ်ပိတ်သာဝင်စီပုံးခေါင်းဖြတ်ပြီးတော့လေတက်သားကိုကန့်လန့်ရိုက်ပြီးတော့ကျိုးတက်ထားတဲ့ရေငင်မင်းကိုဆွဲလာ ကျုပ်ပြင်လည်းအခုလိုစီပုံးနဲ့ရင်ငင်မုံလောက်တော့မျိုးကိုလည်းခုမှတွေ့ဘူးတယ်ဗျကျုပ်ကလည်းရွာသားတယောက်ပါပဲဗျဒါပေမဲ့လည်းတန်ရင်ငင်မုံကိုပဲသုံးဘူးတယ်အဲ့ဒီတော့လေရွာလေရရေရင်းကိုလည်းရောက်ခဲ့တာပေါ့ရေရင်းပေါ့အမင်းကလည်းကျုပ်ဒူးတော့ပဲရှိတာဗျအောက်ဘက်ကတော့အနှက်ကြီးပဲဗျကျုပ်ပြင်လည်းရေရင်းတော့မကက်ရေဘူးရင်ကြီးတွေတက်နေတဲ့ရေရင်းကလည်းအတွင်းကအုပ်တွေတောင်ပေါနေပြီလေဗျအရေးဆုံးပြီးတော့ရေရင်းကိုငုံကြည့်လိုက်တော့မှရင်ငင်မုံကိုလည်းစီပုံးနဲ့ဘာကြောင့်လှုပ်ထားရတယ်ဆိုတာသဘောပေါက်ရေကအများကြီးမဟုတ်ဘူးလေဗျပုံတစ်ပုံမျိုးလောက်ပဲရှိတာ အဲ့ဒီတော့တန်ရင်ငင်ဘုံနဲ့ခတ်ရင်ရေကနောက်သွားမှာအဲ့ဒါကြောင့်လဲသူ့ဘာသာလဲသွားပြီးတော့လဲရေဝင်နဲ့ကော်ဘုံတွေကိုတုံးတာဘူးဗျအတိတ်မကြပါဘူးဗျာရှီလာအသက်၁၁နှစ်၁၂နှစ်လောက်ပေါ့အကောင်လေး၄၅ရောက်လောက်ရေထန်းဘုံတွေနဲ့ရောက်ချလာအဲသူတို့ကလည်းကိုဝင်းထူးကိုကြည့်ပြီးတော့နှုတ်ဆက်တာပေါ့ဝင်းထူးခမရောက်လာပြီလားဗျမောင်တို့မသိချင်အောင်ဟန်ဆောင်နေတယ်ကွာမင်းငါအိမ်ကိုဆက်ပြလာယူငါမြင်ပါလေဩစကားရှာပြီးနှုတ်ဆက်ရတာပေါ့ဗျာအေးအေးအေး ကထိန်နီးလာပြီဟေးတွေ့ဖို့အသင့်မဲလားဟာပြောစရာလိုသေးလို့လားဗျာကိုဝင်းထူးနဲ့အဲ့ဒီကလေးတွေစကားပြောနေကြတော့အတန်ချဲဆက်ကနေအတန်တန်ထွက်ပေါ်လာတယ်လေအတန်ချဲဆက်ကလည်းအတန်ထွက်လာတာနဲ့ရေလာခတ်တဲ့ကလေးတက်လိုက်လမ်းမော်လေအော်ပြီးပြေးကြတာပေါ့ဟာလူကန်လာပြီဟေးညင်းလေလိုက်ကြည့်ကြမယ်ကျုပ်ပြင်လည်းအဲ့ဒီကလေးတွေကိုငေးကြောင်ကြည့်နေမိတာပေါ့ကလေးတွေကိုကြည့်နေတာသိတဲ့ကိုဝင်းထူးကလည်းကျုပ်ကိုကလေးတွေဘာသွားလုပ်လဲဆိုတော့ပြောပြဇနီးရေတို့ရွာလည်းတော်တော်တော်ကြတယ်ကွာ ကလေးတွေဆိုလည်းမြို့ကိုမရောက်ဘူးကြောက်အဲ့ဒီတော့မြင်းလဲတို့စိုင်ကယ်တို့သူတို့မမြင်ဘူးလေကွာအခုလိုအလူခံလာမှသာမြင်းလဲမြင်ရတာအဲ့ဒါကြောင့်ဝိုင်းပြီးတော့လိုက်ကြည့်ကြတာဟေးဟဟုတ်လားဗျခင်ဗျားတို့ရောကမြင်းလဲတောင်မရှိဘူးလားအေးတို့ရောသားတွေကစင်းရဲတယ်ကွာအသက်ငယ်ငယ်တွေနဲ့အလုံးလုံးကြရတာလေပိုင်းရာပိုင်းတွေကလည်းနေတယ်အဲ့ဒီတော့တခြားရွာသားတွေရဲ့အခင်းတွေကိုလိုက်ပြီးအငှားလိုက်ရတယ်အစောအကောင်လေးတွေဆိုရင်လည်းမြေပဲနှုတ်မပဲနှုတ်ကောက်လိုင်းတွေလိုက်လို့ရတာပေါ့။အင်း အဲ့ဒါတော့ကျုပ်တို့ရော်ဒီမှာလည်းတူတူပါပဲဗျာကိုဝင်းတို့ရင်ငင်တာလည်းတော်တော်ကြတယ်ဗျရေတွင်ကလည်းနှက်တာလည်းပါတာပေါ့ရေပုံတစ်ပုံကိုရေမပြေသေးဘူးအလူခံမြင်းလဲနောက်ကိုလိုက်ကြည့်တဲ့ကလေးတစ်စိုက်ပြန်ရောက်လာကျုံနဲ့ကိုဝင်းတို့ကိုကြည့်ပြီးတော့လည်းအံ့ဩနေတာပေါ့အာဦးဝင်းတို့ခမရတို့ရေပုံကမပြေသေးဘူးလားဗျအေးကွာမပြေသေးဘူးဩဦးဝင်းတို့ကမြို့သားဖြစ်သွားပြီလေကွာရေဘယ်ငင်တတ်တော်မှာလေလာတိုင်းလဲဘယ်တော့ကရေခတ်တာတွေ့လို့လေအမမမိဘူးပဲခတ်ရတာအာဟိတ်ကောင်းနေမင်းတို့အဲ့ဒီလိုမပြောစမ်းပါနဲ့ကွာ ဟာသူ့မောင်ပြောတော့လေဟုတ်နေတာပဲဦးဝင်းထူရဲ့ပေးပေးပေးကျောတို့ရေငင်ပေးမယ်ကလေးတွေရေငင်ပေးလိုက်တော့မှရေကလည်းမြင်မြန်ပြေးတော့တာရေပြေးတာနဲ့ကျုပ်ကလည်းရေနှပုံးကိုထန်ပြီးတော့ကိုဝင်းထူကိုပြန်မို့ပြောတော့ကလေးတွေကလည်းကျုပ်ကိုကြောင်ကြည့်ကျုပ်ကလည်းအဲ့ဒီကလေးတွေကိုတေချာကြည့်ပြီးမေးလိုက်တာပေါ့ဟေ့ကောမင်းတို့ကဘာကြည့်နေရလဲအော်ခင်ဗျားတို့ကတစ်ခေါက်သေးခံမလို့လားအမမိဝေဆိုတစ်ခါထန်၅ခေါက်အနည်းဆုံးပဲသူတို့အဲ့ဒီလိုပြောတော့ကျုပ်ဖြစ်နေနေရှက်သွားမိတာပေါ့ကျုပ်ကလည်းတစ်ခေါက်သေးခက်ရမယ်ထင်တာဒါပေမဲ့အရှက်ကွဲတော့မခံနိုင်ဘူး ရောချရတာပေါ့။ဟောခက်မှာပါကွာ။အိမ်ပြန်နေလမ်းမမှတ်မိလို့။ဟာဗျာ။ရောထဲမှာလမ်းဆိုလို့ဒီတလမ်းမရှိတာ။ကျန်တဲ့လမ်းတွေကအိမ်ချလမ်းနေ။ဥဝင်ထူတို့အိမ်ကဒီလမ်းပဲတက်တက်လေး။အိမ်ကလည်းအနောက်ဝိုင်းမှာသူတို့အိမ်တိမ်နေထီထီ။ဟောသိပါလေကွာ။ကိုမင်းထူခင်ဗျဒီမှာပဲစောင့်ကြုတ်ပြန်လာခဲ့။ကျုပ်ကလည်းကိုမင်းထူကိုအဲ့ဒီလိုပြောလိုက်ပြီးတော့ရေထမ်းသွားလိုက်တာပေါ့။ရေထမ်းရတာလည်းအလေးသားဗျ။เจ้ามาตาปอบๆปาลีนี่ลงနေကြတာမို့ထင်ပါတယ်အသားမကြောက်ဘူးဗော။ အယုံရောက်တာနဲ့ပဲပခုံးကြီးကနာနေပြီအမမီဝေတောင်မှမင်းကလေးတံမဲ့၄၅ကောက်လောက်ထန်းနေဆိုတော့ကြောက်တစ်ခေါက်ထဲနဲ့လက်လံသွားရင်လည်းရှက်စရာကြီးဖြစ်မှာအိမ်ရောက်တော့ကိုဝင်းထုအဖေနဲ့မေကလည်းတစ်ခေါက်ပဲထမ်းဖို့ပြောတယ်ဘိုးကတော့ရင်းနေချမ်းလေးတော်ရင်နဲ့ကြုတ်ကိုကြည့်နေတာပေါ့အငါတို့တစ်ခေါက်ဆိုရပါပြီကွာဟာမဟုတ်တာဦးကြီးရာရေတစ်ခေါက်ကဘာလုံးလို့ရမှာလဲဗျရေရထမ်းနေကြမဟုတ်ရင်ပခုံးနာတယ်ကွတော်ပါတော့ကွာတော်တော့တော်တော့ကြီးတော်နဲ့ဦးကြီးကလည်းအတင်းတားနေတာကိုကြုတ်တို့ဘိုးကကြီးကလည်းဝင်ပြောတာပေါ့ ။ဟာကျုပ်တို့စနေရအလုတ်သိမ့်လို့တာဗျ။အလုတ်တစ်ခုကိုလုံရင်လည်းပြီးအောင်လုတ်တဲ့အကျင့်အားလည်းရှိတယ်။သွားမသားနဲ့ဥသာဦး။ဒီကောင်လည်းခမရမပြောနဲ့တရားမင်းစင်းတိုင်အောင်တားလို့ရမယ်ကောမဟုတ်ဘူး။အားလိလို့ဆိုရင်တော့လေမတားတော့ပါဘူးဗျာ။ဘိုးကအကြောင်းကိုလေကြုတ်တိတာပေါ့။ तू ကပြုံပြုံလေးနဲ့ကြုတ်ကိုပင့်နေတာလေ။ကြုတ်ကလည်းဘာမှပြန်မပြောတော့ဘဲနဲ့အားလုံးကိုပြုံးပြရေရင်းစီကိုပြန်သွားတယ်။ရေရင်းစီရောက်တော့လေကိုဝင်းထုနဲ့တခြားကလေးတွေကရေရင်းနားမှာအိမ်ဝိုင်းမှာလေအုံးမေမောဝိုင်းကြည့်နေတာပေါ့ ကျုပ်ကလည်းရေတွင်းသားမှရေပုံးတွေချပြီးသွားလိုက်တယ်လေအနာရောက်တော့လေသူတို့မော့ကြည့်သလိုအပင်မော်ကိုလိုက်ကြည့်တော့သူ့မောင်ဆိုတဲ့ကလေးကလည်းအုံးဝင်မော်တက်နေတာဗျာနင်းနေတော့တော့အမြင်မော်ဘူးအဲ့တော့တက်သွားတာဗျခေါင်ဖြားလေးရောက်ရောကျုပ်ကလည်းကိုဝင်းထုလက်မောင်းကိုဆွဲပြီးပြောရတာပေါ့အကိုမင်းသူခမရဘာကြီးလုံနေရလဲဗျပြုတ်ကြကုန်တော့ပါပဲတားလေဗျာကျုပ်ကလည်းထိတ်တလန့်နဲ့ပြောကိုဝင်းထုရောကြံတဲ့ကောင်လေးတွေရောကျုပ်ကိုဝမ်းကြည့်လာတာပေါ့ဟဲ့လူဘာကြည့်နေကြလဲအဲ့ဒီကလေးအုံးဝင်မော်တက်သွားတာမတားကြဘူးလားစနေ မိဘာလေးပြောနေရလေအုံးမင်တက်တဲ့အလုပ်ကသူ့အလုပ်လေကွာဗျာကျိုးပြင်းအန်အောင်လုံးလို့ပါဗျာသူ့မောင်ဆိုတဲ့ကောင်လေးရှိလာ၁၂နှစ်၁၃နှစ်ပေါ့ဒီရွယ်လေးကအုံးမင်တက်ပြီးအုံးသီးချတယ်ဆိုတာတော့တော်တော်လွန်နေလို့ကျုပ်ခံစားဒီကလေးမိဘာတွေကလည်းဒီအလုပ်ကိုဘာလို့ခွင့်ပြုထားရလဲဆိုတာကျုပ်မတွေးမိပါဘူးဗျာမကြပါဘူးသူ့မောင်ကလည်းကြညာညင်နဲ့အုံးသီးကိုကျိုးနဲ့ချပေးတယ်အဲပြီးတော့လည်းအုံးလက်တွေကိုပြင်ပေးလိုက်သေးတာဗျာအုံးသီးတွေကတော့အဲ့ဒီအိမ်ဝိုင်းထဲကလူကြီးတယောက်ကလည်းသူ့အိမ်အောက်ကိုသဲနေတာကျန်တဲ့ကလေးတွေကလည်းကုသေးပေးတာပေါ့ ုံဒီလဲချလို့ပြီးတော့သူ့မောင်လည်းအုံမင်မောင်ကပြန်စင်းကျုပ်ကတော့စိတ်တွေပူနေတာပေါ့သူကတော့အေးရအေးချောင်းပဲပြော तू ကခါကြထိုးထားတဲ့ဓာတ်ကိုလည်းအုံမင်ပိုင်ရှင်လူကြီးကိုလည်းပြန်ပေးလိုက်အုံမင်ပိုင်ရှင်ကလည်းအိတ်ကထဲကနေပြီးတော့ငွေကိုထုတ်သူ့မောင်ကိုပေးတာပေါ့ဟာသူ့မောင်မင်းကိုညံ့နေကြလားခေါမလို့ပဲကွာမင်းရေလာခတ်တော့လည်းအတော်ဖြစ်သွားတာပေါ့ရော့ရော့ရော့ဟိုဒါနဲ့မင်းတို့အုံဒီစားကြအောင်မလားအာစားအောင်ပဲဗျာဟိုဧည့်သည်ကိုကြွေးကျင်လို့ဟောအေးအေးအေးလူတလောက်သာယူစားကြကွာငါလည်းဖုန်းကြီးကြောင်သွားလိုက်အောင် အုံမင်ပိုင်ရှင်ကလည်းကျုံတဲ့ကိုဝင်းထူးကိုပြုံးပြပြီးနှုတ်ဆက်ပြီးတော့လည်းအိမ်ဝမ်းပြင်းကိုထွက်သွားတာပေါ့။သူ့မောင်တော့အုံဒီခိုင်နေတဲ့ကနေသူ့စိတ်ကြိုက်အုံဒီတလုံးကိုယူပြီးခွဲတယ်။ပြီးတော့လည်းကြုတ်ကိုပေးလာတာပေါ့။ဟေးလူရော့ဗျတောက်ကြည့်လိုက်။ဒီအုံမင်ကအုံဒီရဲ့တိတ်ချူတာ။ဩရပါလေကွာငါမတောက်တော့ပါဘူး။အာခမရကလည်းစေစနာနဲ့တိုက်တာကိုတောင်းမှာ။ဩအေးအေးငါတောက်မယ်ငါတောက်မယ်။သူ့မောင်ကလည်းမကြင်မနှက်ဖြစ်သွားတော့ကြုတ်ကလည်းသူ့လက်ထဲကအုံဒီကိုယူပြီးတော့မော့တောက်လိုက်တယ်။ဟောတကယ်ကောင်းတာဗျ။အုံကြီးကလည်းချိုးပြင်းလေးဗျ။ရှာတတလေးနဲ့တောက်ရတာတော်တော်အဆင်ပြေတယ်။ ကျုပ်အားရပါရတောင်းနေတာကိုသူ့မောင်ကြည့်ပြီးတော့သဘောကျနေတာပေါ့ပြီးတော့လေကျုပ်ကိုကြည့်ပြီးပြောလိုက်ပြီဟေးလူခမရကြိုက်သွားပြီမလားဗျတောင်းနေတာနွားကြီးကြနေရပဲကျုပ်ကလည်းအုံးရင်တောင်းနေရတောင်းတီးကျင်သလိုဖြစ်သွားတာပေါ့သူ့ကိုပြန်ကြည့်တော့လေသူကခက်ပြုံးပြုံးပဲသူပြောတဲ့စကားရဲ့အဓိပ္ပာယ်ကိုလည်းတိမဲ့ပုံနဲ့ပေါ်ပါဘူးဗျအဲ့ဒီတော့ကျုပ်ကလည်းစိတ်တူကခက်ခက်ပေါ့ကျုပ်ကလည်းအုံးရီကိုတကောကောနဲ့တောင်းမိတာပေါ့ပြောတော့မှာပေါ့ဗျအဲ့အဲ့ဒီလိုနဲ့ကျုပ်ဖြစ်ရင်လေသူ့မောင်ဆိုတဲ့ကောင်လေးကိုကြည့်ပြီးတော့လေပြုံးပြလိုက်မိတာပေါ့ဗျာ ကျွန်တော်ချန်နေကနေအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့ဘုံရင်ကြောင်းသားစနေနေ့ကိုဝင်းထူးတို့ရွာဆိုတဲ့ဇာတ်လမ်းလေးရဲ့ပထမပိုင်းဖြစ်ပါတယ်။နောက်ထပ်ဇာတ်သိမ်းပိုင်းမှာလည်းဘလို့စိတ်လို့ရှားပွဲအကြောင်းအရာတွေနဲ့ထုတ်လွှင့်တင်ဆက်ပေးမယ်ဆိုတာစောင့်မျှော်ကန်စားနားဆင်အားပေးကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။